ဟိုမောင်ဝိုင်းဟိုဟာလေမောင်ဝိုင်းပြောပြတာလေကျွန်တော်တို့စားနဲ့အငယ်တက်ကိုကန်ကန်လာလားဒါမျိုးစူဒီယံကန်လာလားအအဓိကတော့စူဒီယံကြီးရပါဘောကျွန်တော်ထိဆုံးဆိုတော့အလောက်ရှိသွားလေဆိုတော့အဲ1 teaspoon အချင်းချင်းမှာပုံငန်နဲ့စားကျွန်တော်တို့တုံးလိုက်မယ်ဆိုရင်သူပုံငန်နဲ့စားမှာစူဒီယံကလေပုံမှန်ပမာဏတူနေပဲကန့်လာတာကျွန်တော်တို့စူဒီယံမလားစားဖို့ကန့်လာမဟုတ်ဘူးဟုတ်တယ်အငန်တက်က taste ကပုံများနေရဆိုရင်အဲ့လိုမျိုးစားမျိုးရောရှိလားတုံးလို့ရတာ တုံးလို့ရတယ်တုံးလို့ရတယ်ဆိုတာကကြတော့တို့အဲ့လိုစားရတော့ရှိရဲဒါပေမဲ့ဒီမှာကတော့စိတ်တော်ဝင်လို့မရဘူးပြန်ပါမရမယ်ဘယ်နိုင်ငံတွေကမှမရဘူးအဲ US မှာလို့ရရောပြန်ပြန်တော့လောက်ရမယ်ပြန်တော့မင်းတို့ဆန်းတော့ပြန်သွားပြီဆရာဆရာဆရာတိတ်တိတ်အကုန်လုံးကဆရာမျိုးစုံနဲ့တော့ဆန်းကြည့်ရမယ်အေး ဲ့ဒါတခုတော့30လုံးဒီမှာတုံးလိုက်မယ်ဆိုရင်အဲ့ဒီမှာတဏီကုန်ရေလုံးပြုတ်ဖြစ်သွားလိမ့်မယ်အဲ့ပြဿနာတော့ရှိရဲ့ဒီမှာစားမလို့ပါလဲစားကြရအောင်သူကတော့ဟိုကတော့ရှိရပါတော့ဒီ poly unsaturated တို့ပါလို့တော့တုံးလို့ရတာပေါ့နော်တုံးလို့ရရဆိုရင်အဲ့ saturated ပါတဲ့ဟာအနေနဲ့ကတော့သူကမမှမရတော့ဒါပေမဲ့တချို့ dish တွေမှာကျွန်တော်အဲ့အပေါ် sugar layer ကိုဖြုတ်ပြီးတော့ ်တခြားတစ်ခု fruit နဲ့ပဲ substitute လုပ်သွားမှာအဲ့ဟာတော့ပိုကောင်းနေဆောင်တန်းနိုင်တမား natural ပဲကောင်းနေပေါ့နော်ကျွန်တော်ကဒီ sugar အစားက stevia သုံးလို့ရတယ် zero calorie zero sugar ပန်နေဆိုပေမဲ့လေ stevia ပိုချို့တယ်ပြီးတော့အချိုကအချိုတက်ကနစနစကြည့်တော့အချိုအချိုဟာကြီးကြရင်လေလူနာကြီးကြရင်စာရင်လို့ဦးလန်းချောင်းလို့ရှိရမလားအဲ့လူနာကြီးလည်းကျွန်တော်ကတွေးနေတာဆိုတော့ဆိုလေးတို့ liquid တို့စီမီ ပြမီဆိုလစ်တို့အဲ့ဒါကြီးအဲ့တော့အဲ့တော့စုတေရောလုံထားတာတော့ရှိတယ်လေ additional season ကြီးဘာမှမလုံထားဘူးအဲ့လဲဆရာဆရာလဲပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဟင်းပွဲရွေးရခါကြတော့ကြောက်ကဲဒီလွန်နာရီကြောက်ကဲလွန်နာရီမှာတော့အစာတိတက်မယ်တော့တယ်မပြိုင်လည်းမတော့ဘူးပြည်လည်းမတော့ဘူးဒီလိုမျိုးဆိုဆိုဆိုဘာမှမရဘူးအော်โอเคအုံစားပဲအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်အဲဒီစုလုပ်မဲ့ recipe လေးကိုပြန် adjust လုပ်မှာရအောင်ဒီတော့တိတ်ဟာကြီးများတယ်တိတ်ဟာကြီးများတယ်ဆိုတော့ကပုံမှန်ကိုယ်ဟိုခန်းကျင်တီးလောက်ပဲဖြစ်လဲတဲ့မှာပဲဆိုပေမဲ့သူတို့တော့ကမတိတ်အားရှိဘူးကောင်းပါတယ်ဆရာ European တွေက healthy ဖြစ်ပါတယ်ဆရာ European တွေက healthy ဖြစ်ပါအဲ cheese ပဲအဲ cheese ပေါ့ butter ပဲဒါလည်းဘယ်လိုလဲအဟဲဖြစ်သွားပါတော့ flavor ကျွန်တော်ကတခေါက်က deep fry ကိုလေ deep fry မလုပ်ဘဲနဲ့ကျွန်တော် bake လုပ်လိုက်တာလေးလဲစားလို့ bake bake လုပ်လို့ရတယ် roast ပေါ့နော် roasting ရမယ်ကျွန်တော်တို့က ready made မသုံးဘူးကျွန်တော်အကုန်လုံးက ုံးမိတ်ပဲဟုတ် fresh egg pasta ပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့လိုလေးပဲပေါ့နော်နောက်ပိုင်းလေးတောက်လျှောက်ဒီလိုပဲတချို့တွေလို baking powder တွေ baking soda တွေအဲ့ဒါတွေဘာမှမထည့်ထားဘူး original recipe အတိုင်းကိုကျွေးလို့မရတဲ့ dish တွေရှိတယ်အဲ့ဒါတော့ဘယ်လိုခေါ်လဲကိုယောဂကြောင့်ကြိတ်မိပြီးစားမလားဒါမှမဟုတ်လို့ရှိရင်ဆရာဝန်ရဲ့ instruction တစ်ချက်ပြန်ယူပြီးတော့ကျွန်တော်တို့က ဆရာမနဲ့ပဲပြန်ပြီးတော့ညှိပါရအဲ့ဒါဆိုရင်တော့မောင်ဝိုင်းကိစ္စပြောသွားမောင်ဝိုင်းကိုလူနာတွေကိုကကိုကလည်းကိုရောင်းပြောဒါဒါ healthy ဒီယောဂနဲ့ကောင်းပါတယ်ဟုတ်ဆောက်ကောင်းပါတယ်ဆိုတော့အနှုတ်ကအခုဟာကြတော့ဘယ်လိုကောင်းလဲထမင်းဝိုင်းနဲ့ဝင်လိုက်လို့ရှိရင်သူများတွေရာစားနေကြတယ်ကိုမှတော့ဒီအဖြူတဲကြီးပဲဆိုတော့အခြေအနေရောမဟုတ်တော့ဘူးလေအဲသူကသူဆူဆူပြေ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 ဆုံဆုံကြီးတော့ဘာလို့စားလို့ရအောင်စီစဉ်လို့ရပါတယ်ဒါပေမဲ့ဘယ်လိုမျိုးကြီးဒီဆိုင်မှာသွားစားတယ်လို့မျိုးစီတွေပြားတွေနဲ့ အပြေဝါကြီးစားခြင်းလို့ကတော့မဖြစ်ဘူးလေလောကကြီးရှိရအောင်ဒါပေမဲ့လည်းတန်နိုင်သမျှနိုးအနေနဲ့ကတော့တန်နိုင်သမျှအအရသာရှိရှိနောက်အများတန်းတူလို့ပဲပြောရမှာပေါ့နော်အဲ့လိုပုံစံမျိုးလေးစီစဉ်ထားဆိုတော့အစီအစဉ် quality of life patient တွေပေါ့ရှိလာတယ်ပေါ့ရှိဖို့ပေါ့အဓိကတော့ ဒီကတော့ငါတွေကို treatment ပေးရဲဆိုရလဲ quality of life လဲလေဒီထဲမှာပဲချက်ပြီးတော့ဒီအသားကပဲဒီလိုပဲမြည်သွားတာဆိုတော့အရင်ကတော့အဓိကတော့ဟိုဒီ protein တွေဘာတွေခါတော့အလောက်ကြီးရောမဖြစ်သွားပါဘူးအဓိကတော့ one egg ရောင်းလေး soup လေးတွေဆိုတာပါလေနောက်ဆုံးဟိုမော့ချလိုက်လို့ရမယ့်ဟာမျိုးပေါ့ထားပါတော့တို့အိမ်မှာပြန်နှွေးရတော့ဘာလို့အဆင်ပြေဆိုကိုမူနှွေးနှွေးလေးစားလို့ရမယ့်ဟာမျိုးလေးတွေနဲ့တိတ်တိတ်မာတော့တွေအတွက်လဲလေဟာလေကြကလေးမွေးပြီးငါစားဒီနှုတ်တွေပိုင်းကောင်းမထွက်အောင်နောက်ကလေးရလေဒီအမ ေနုတစ်မျိုးပဲတောက်နေရတာဆိုတော့အဟာရပြည့်ပြည့်ဝဝဝင်အောင်ဆိုတော့အဲ့လိုအဲ့လေးလေလှုပ်ထားလှုပ်တော့လှုပ်ထားเนาะအကုန်လုံးဒီဆိုင်တောက်ရင်းနဲ့ပဲဟုတ်ကဲ့ အဟာရရသွားအောင်လို့ပေါ့နော်။ဟုတ်ကဲ့။အဲ့ဒီနှင်းမွေးတွေကဟို pregnant women တွေအတွက်လည်းအဆင်ပြေအောင်လည်းလုပ်ထားရည်လေ။တယောက်နဲ့တယောက်မှာတော့ကွာခြားချက်လေးရှိရင်နောက်သူ့ကိုပေးထားတဲ့ treatment နောက်သူ့ကိုတောက်နေရတဲ့ဆေးတွေပေါ့မူတည်ပြီးတော့ပြောင်းလဲသွားရတယ်ရှိတယ်။ cancer ရမှာမဟုတ်ဘူးဒီဒီ transplant နေနိုင်မှာဆိုလို့ရှိရင်သူ့တောက်နေရတဲ့ဆေးပေါ့မူတည်ပြီးတော့ဆားလို့မရတဲ့အသီးတွေအဲဆားလို့မရတဲ့အစားအသောက်တွေအဲ့လိုဟိုင်းပါတယ်ပေါ့။တမားသူလည်း cancer တမားသူလည်း cancer တမားဟိုလိုသူ့နှစ်ယောက်ကိုတူတူကျွေးမယ်လို့လည်းလုံးလုံးမရအောင် ပေါ့နော်အဲ့ဟာကြောင့်တော့တယောက်ချင်းစီကိုတယောက်ချင်းစီအတွက်တော့တေးစီချာချာလေးအဲ့ဟာလေးကတော့လုံအောင်ပေါ့နော်ခုလေးလူနာရောက်ပြီးဆိုတော့နေဝိုင်းကလူနာနဲ့ အဲ concert လုပ်ပါလေ concert လုပ်မယ်သူတို့နဲ့ဆွေးနွေးမယ်သူတို့ယောဂအခြေအနေကြည့်မယ်ဒီဒီ specialist တွေစီက refer လုပ်တာမျိုးတွေ specialist တွေနဲ့ try and get the collaborative ကပေးရတာမျိုးဆိုလို့ရှိရင်သူတို့ဘက်က record တွေကိုဝမ်းမ်းကြည့်ရမယ်ပေါ့အဲတော့ record တွေလည်းကြည့်မယ်လူနာနဲ့လည်းပြောမယ်ဟုတ်တယ်လို့ပြောတာကတော့နောက်နေ့တော့ငံပေးလို့မရဘူးဟုတ် လူနာအလုံးမျိုးပေါ့နော်အဲ့ကိစ္စတော့ရှိရဒါအပြန်အလှန်ပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးတွေ့ယောဂအရာကိုဘာပြောင်းလဲမှုလို့တဲ့ကိစ္စတွေဆိုအဲ့လိုပြောင်းပေးလို့ပြောင်းပေးကိုပြောင်းပေးရမယ့်ကိစ္စတွေဆိုတော့မျိုးကပြောင်းပေးရပါဘူးအဲ့ဒီမှာမှာဘယ်ဟင်းပွဲဘယ်ဟင်းပွဲတုံးမယ်လူနာအစားကြည့်အောင်ဘယ်လိုပေးမယ်အဝမ်းသွားလူနာဆိုဘယ်လိုလုပ်မလဲဒါမှအန်နဲ့လူနာဆိုဘယ်လိုပြန်သွားမလဲဒါမှမဟုတ်သူ့ရဲ့ treatment ပေါ့ဘူးတည်ပြီးတော့မှအလိုအပ်တယ်လိုအပ်တယ်လိုပြောင်းလဲလေးတွေအရရှိနိုင်တယ်ဟုတ်ကဲ့ဘုံမှာအဲ့လိုလူကောင်းတယ်လို့သမင်းတုံးတယ် ဲ့ပြီးသွားတာမဟုတ်ဘူးပေါ့နော်သူတို့မှာကအနိုးကလေးကနေစပြီးတော့ဈာထဲမှာ snack လေးတွေအခန်းကြီးအရာဝင်အဲ့လိုလေးတောင်းမှာဆိုအနိုးအဲ Friday မြများတော့လုပ်တာအခုတော့လိုရယ်နော် truck လောက်ထားတဲ့ dish တွေဖြစ်တဲ့အတွက်ကြောင့်ဒါလူကောင်းဆိုင်ပေါ့ပူတော့ပူတော့ healthy ဖြစ်လာအောင်မယ်ဆိုတော့လူနာရောင်စားလို့ရမှာလူကောင်းစားနေတဲ့ကိုပို့ထည့်ပေးလို့ရတာနဲ့ပြင်ပေးလို့ပါ အဲ့လိုမျိုးကတော့အခုနပြောတဲ့လိုပေါ့နော်ကလူများတယောက်ချင်းစီအလိုက်ပဲသွားမှာဆိုတော့ဒါမဲ့စားခွဲတွေကတော့မင်းတို့အခုတွက်ထားတဲ့စားဆိုတာကကြာဒီ2300မီလီလီတာဆိုတာကလူကောင်းတော့ ဟိုလွန်ဟာရောအတွက်ပဲတကယ်တော့လေတကယ်တော့ဒီအားလုံးရှိသမျှလူတွေအကုန်လုံးကဒီလောက်ပဲစားတက်တာဒါပေမဲ့လူတွေကကောင်းနေရဲ့ခါကျတော့စားနေကြရဲစားနေပေမဲ့ body တွေက organ တွေကကောင်းနေရောသူကသူခြေဖြတ်ပါလုံးလုံးသွားပြီးတော့ကောင်းသွားရဲပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်ကျွန်တော်တို့နေတိုင်းလူကောင်းတွေနေတိုင်းစားနေလဲစားစားဆိုရင်ဒီတော့ပုံများလားဘယ်လောက်ဘယ်လောက် brand လောက်ရှိလဲ5 brand လောက်ရှိသွားမလား မဲအများစားချင်နိုင်စားနေကြပဲဩဆိုင်နေစားဆိုတော့ဆိုင်နေတော့ငန်တူးနေရမယ်နော်ဟာငယ်ပြောရခါကျဆိုင်နေမှာပုံစံစားတောက်တရားကျသူကဟိုအားရှယ်လေတခြားနဲ့စားနဲ့အချိုမုံနဲ့ကျတော့ပူတိမှာပေါ့အကုန်လုံးရောချလိုက်ရောလောမတော့အာ no no ကျွန်တော် no msg ရောလိုက်ကြလေတေမာဒီဘက်ကငန်လာ ਉਹ ဒီဘက်ကအချုံနေသူကအချုံလေးအများကြီးငန်နေလေးအများကြီးရောလိုက်တော့အာစားလိုက်တဲ့လူကကြတော့ဟိုငန်နေရလည်းမခံစားရဘူးသူရလည်းမခံစားရအရသာရှိရလေးလေးအဲ့ဒါမရှိလာမဲ့လူရဲ့စားလာတာနော်စားလာဟုတ်တယ်လူဆွဲနေပြီနော်ဆရာပြောရမယ်လေအဲ့လိုမျိုးငန်တက်ကိုငန်မစားရရင်ဟိုအချက်ဖြစ်နေတယ်ငန်ငန်ကနော်ဘယ်ဖြစ်နေပြီဟို စားလိုက်တယ်ဒါပေမဲ့ body အတွက်မကောင်းဘူးဆိုလို့ရှိရင်လည်းအဆင်မပြေဘူးအဲတော့ကိုစားလိုက်တဲ့ဟာစားကောင်းစားစားလို့လည်းအရသာကောင်းမယ်ကိုခန္ဓာကိုယ်အတွက်လည်းကောင်းမယ် result ကောင်းနေထွက်မယ်ဆိုတော့အမစားကောင်းတော့ဖြစ်တယ်။အဲဆရာမအများကြီးအားကိုးပါတယ်နော်ကျွန်တော်တို့ဆရာအများကြီးအားကိုးပါကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့ဒီနေ့ဆက်ပြီးပါမယ်။ဒီနေ့အတွက်ထမရဲကျွန်တော်တောက်တက်ကလူနာမရွေးတော့ဘူးပေါ့။လူနာမရွေးဘူး။လူနာလားလူကောင်းလားလည်းမရွေးတော့ဘူး။ငါလည်းလူကောင်းလားအကုန်လုံးစားလို့ရတယ်။အကုန်လုံးစားလို့ရတယ်။ဒါစားပြီးကျမ်းမာသွားမယ်။ဒါလည်းလူနာအောင်စားလို့ရမှာအကုန်လုံးစားလို့